တထုံမြို့နယ်နန်းခဲရက်ကွက်နတ်ကျွန်းတက်လမ်းမှာရှိတဲ့ရေမြောင်းအတွင်းမော်တော်ဆိုင်ကအရှိန်လုံးပြုတ်ကျပြီးအမျိုးသားတဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့တထုံမြို့အခြေစိုက်လူမှုကွန်ရက်ကဲဆဲရေးအဖွဲ့ထံကသိရပါဗျ။မလ22ရက်မနက်9:00နာရီဝန်းကျင်ခန့်ကတထုံမြို့နန်းခဲရက်ကွက်နတ်ကျွန်းတက်လမ်းမှာရှိတဲ့ရေမြောင်းအတွင်းအမျိုးသားတဦးပြုတ်ကျသေဆုံးနေကြောင်းသတင်းအရ တဆန်ရာကိုအတိပေးအကြောင်းကြားပြီးတွားရောက်တည်ဆောင်ခဲ့တာဖြစ်ကြောင်းအကျဉ်းနာတွဲလက်လူမှုကွန်ရက်ကိစ္စရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးတည်ဆုံသူကတထုံမျိုးအောင်မြေရွှေပုံသုံးလက်မှနေထိုင်တဲ့အသက်50အရွယ်အမျိုးသားတဦးလို့သိရပါရယ်ဆိုင်ကယ်စီးလာရင်အချိန်လုံးမီရေမြောင်းနဲ့ပြုတ်ကျပြီးတော့တည်ဆုံသူရဲ့အိုးကောင်းလှည့်ပင်းနဲ့စီးခုံတွေမှာထရေရရရှိထားတာမျိုးတွေ့တယ်လို့ပြောပါရယ်တည်ဆုံခဲ့သူဟာမလ21ရက်ညပိုင်းကလေးက မော်တော်ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ပေအဆိုပါရေမြောင်းတွေကိုပြုတ်ကျသေဆုံးခဲ့တယ်လို့ယူဆရကြောင်းလဲ၎င်းကဆက်လက်ပြောပါရယ်အဲ့ဒီရေမြောင်းအတွင်းပြုတ်ကျသေဆုံးခဲ့တဲ့အမျိုးသားရဲ့ရုံလောင်ကိုအတင်နာတွဲလက် လူမှုကွန်ရီကင်စင်ရဲ့အဖွဲ့ကတထုံခရိုင်ပြည်သူစေယုံကြီးမှရှိတဲ့ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်